ပင်ထိုးရက်လေးကိုချုပ်လိုက်မယ်ချုပ်ပြီးတော့မှချုပ်ပြီးတော့မှမလဘက်လန်ပြီးတော့မှမတ်ခဲမတ်မှာနော်မလဘက်ကိုဒီလိုလန်လိုက်လန်ပြီးတော့မှဒီနောက်တစ်ချက်မတ်ဒီဘက်ကိုတစ်ချက်မတ်ပေးရညာရဲ့တစ်ချက်မှတ်မယ်နော်မှတ်ပြီးတော့မှဒါလေးဖြုတ်မယ်တစ်လျှောက်လုံးတော့တစ်လျှောက်လုံးမှတ်ရမှာမှတ်ပြီးတော့မှအဲ့ဒါဖြုတ်ဖြုတ်ပြီးတော့မှဒီမှတ်နဲ့ဒီဘက်ကမှတ်နဲ့ဒီဘက်ကမှတ်နဲ့လာပြီးတော့ပူရမှာနော်အဲ့လိုပူပြီးတော့မှချုပ်ရမှာနော် နော်အဲ့လောက်လောက်လေးကျင်းကျင်းတာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုပိတ်ကွေးနဲ့ပြန်ပြီးတော့မှဘယ်နဲ့ညာလေးပြန်ညှို့ဘယ်ရဲ့ညာရဲ့ပြန်ပြီးတော့ဟိုဘက်ဒီဘက်နော်ဒီဘက်ကဟာလေးနဲ့ဘယ်ရဲ့ညာရဲ့ပြန်ညှိရမှာပြောတာဒီဘက်က2 cm ရှိရဆိုရင်လည်းဒီဘက်ကလည်း2 cm လာပြီးတော့ကျင်းရမယ်နော်ဘယ်ရဲ့ညာရဲ့အဲ့လိုညှိနေရမယ်အဲ့လိုပြောတာနော်ဆိုတော့ အဲ့ဟာလေးကိုပေးကွေးလေးနဲ့ဒီလိုမျိုးအောက်ကဘလောက်လောက်ပင်ထိုးထားလဲထိုးထားတဲ့မတ်လေးနဲ့ဒါနဲ့လာဆက်ဒီပုံမှာဘလောက်ထိုးထားလဲထိုးထားတဲ့မတ်နဲ့လာဆက်အဲ့လိုမျိုးတခြားလို့ကျင်လိုက်မှာဒီလက်ကအစပိုင်နာလေးနည်းနည်းပိုတာဖြစ်တဲ့အတွက်ပိုင်နာလေးကိုပိုစ